ဒါသာရေးနဲ့ပတ်သက်ရှောင်ကြရတယ်ပေါ့ဗျတရားရုံးကိုမှုတွေမရောက်ပါဘူးမရောက်တာမှမှအဲမရောက်ပြင်မဲ့လို့သူကဘာသာရေးချင်းချင်းမျှလာပေါ့အပြန်လန်လားဆိုလည်းမဟုတ်ပါဘူးခံရတဲ့ဘက်ကတစ်ဖက်တည်းဖြစ်နေပါတယ်တကျွလုံတဲ့ဘက်ကတစ်ဖက်အများရန်ဖြစ်နေပါတယ်ဒါကနိုင်ငံရေးနဲ့နိုင်ငံရေးရလဲဒါစစ်တပ်ကိုတိုက်ခိုက်တယ်အဲဆိုတဲ့လူတွေရှိပါတယ်အဲရှိရှိပြင်မဲ့လို့တခြားလုံးမှာသူရဲ့လူလူအင်တွေအောက်မှာတောင်းသားဆိုရင်တောင်းပညာရေးပေါ့အဲဒီမိုကရေစီဆိုဒီမိုကရေစီရေးတွေပဲများပါတယ် အဖိနှိတ်ခံဘာသာရေးတွေအတွက်ကြတော့ဟိုလှုပ်ရှားဆောင်ရွက်မှုတွေဥဆောင်လာတာမတွေ့ရပါဘူး။အေးဆရာမအနေနဲ့လည်းပဲတရားသူကြီးဖြစ်နေတာဝန်ထောက်ဆောင်ခဲ့တဲ့နှစ်ပေါင်းတွေကလည်းမနှဲတော့ဘူးပေါ့နော်။ဆိုတော့ဒီနေ့ဒီချိန်ဖြစ်ပြနေရည်ပေါ့နော်။တချို့ဆိုလို့ရှိရင်ဟိုအကျန်းဖက်တဲ့သူတွေဆိုပြီးတော့ဆွဆွဲတဲ့အပိုင်းတွေလည်းရှိတာပေါ့နော်။ရှိတဲ့အခါတော့အဲ့ကြတော့ ဆိုကြပါစို့အခုရေလဲလေးကြေးပါဆိုလို့ရှိရင်ဒါအဲပတိထဲမှာအကျန်းဖက်တဲ့ပစ္စည်းတွေရှိနိုင်တယ်အကျန်းဖက်တဲ့လူတွေရှိနိုင်တယ်ထင်ကျေးနေဆိုဆွဲတာတွေပေါ့ဒါမျိုးတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဦးသင်တို့ဒီစစ်မိတ်စာစစ်ဘလူတွေဟာလည်းပဲဦးသင်တို့ရဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကိုအကျန်းဖက်ဖွဲ့သီးဆိုပြီးကြေညာတာတွေရှိတာပေါ့နော်ဆိုတော့ဟိုမိမိကိုယ်တိုင်ကကိုကိုကိုခုခံကာကွယ်မှုဆိုတာလည်းဥပဒေအရအဲဒါအခွင့်အရေးပေးထားတာတွေရှိတယ်အဲနောက်တစ်ခုကကြတော့ င်းအကျန်းမဖက်ဘဲနဲ့ပေါ့နော်အကျန်းဖက်ပါတယ်ဆိုပြီးတော့ဆွဆွဲနေတဲ့အပေါ်တွေမှာပေါ့နော်ဆရာမအနေနဲ့ဘလို့ပြစ်မှုပြစ်ဒဏ်နေအေးထိုက်တဲ့အကြောင်းကိုဆရာမလက်ရှိဆရာမအေးသိမြင်ထားတဲ့ဥပဒေကြောင်းနဲ့ပြီးတော့နိုင်ငံတကာလူခွင့်ရေးကပေါ့နော်ဟို human right ဥပဒေအကြောင်းနေနဲ့ချိတ်ဆက်ပြီးတော့မှာပေါ့လေဆရာမဒီနေ့ဒီအချိန်မှာဖြစ်ပြတဲ့ဖြစ်ပြတဲ့ကိုချိန်ထိုးပြီးတော့မှာဆွနေပြပါဦးမြတ်ရှေ့ရှေ့ဘက်ကနေပြီးတော့ဆွနေပြသွားပါတော့ဆရာတော်မင်းတုံညဦးစင်းအရှင်တေဇနန္ဒ ဆရာတော်ဆရာနှစ်ပါးတို့ကိုလည်းကျန်တဲ့နှစ်ပါးတို့ကနေပြီးတော့ဟောကြားသွားတဲ့လေးစားပွဲရတော့တရားများကိုနာကြားခဲ့ရပါတယ်ကျေးဇူးတင်ပါတယ်တပိတော်မိကုန်းနဲ့ပတ်သက်ပြီးတော့ကပြစ်မှုပေါ့နော် ပြစ်မှုမြောင်းမမြောက်ပေါ့သူတို့ရဲ့ဒီအမုန်းတရားပြန်ပွားအောင်ဒီစစ်တက်ကဲနှိုးဆော်မှုတွေကပြစ်မှုတရက်လားဟိုလူခွင့်ဘာလဲဒီလူမှုရေးကိစ္စရက်လားဘာသာရေးကိစ္စရက်လားဆိုလို့ရှိရင်တော့တပိတော်အမြင်ရတော့ဒါတွေကပြစ်မှုဖြစ်နေပါတယ် ပြင်းမှုဖြစ်နေတဲ့ကိစ္စတွေကအရေးမယူခဲ့ရပါဘူးအရေးမယူဘဲနဲ့နှစ်ပေါင်းများစွာကင်းလွတ်ကွင်းနေတဲ့အတွက်အဲဒီအမှုတွေကအမြင့်တွေပြီးတော့ခိုင်မာလာပြီးတော့ပြင်းမှုကိုပြင်းမှုလို့တောင်မထင်တော့တဲ့အနေအထားဖြစ်ပြီးတော့နောက်ဆုံးမှာဂျီနိုဆိုက်လိုမျိုးအမှုကြီးကြီးမြန်မာနိုင်ငံမှာဖြစ်ပါဖြစ်ပွားခဲ့တာဖြစ်ပါအမှန်တကယ်ဆိုလို့ရှိရင်ဒီအဲတေးသေးလေးအသေးမွားလေးတွေကအစနေပြီးတော့ပြမှုအရာအေးအေးယူခဲ့လို့ရှိရင်အဲ ဒီလောက်မကြီးမလာပါဘူးပြိပခါဒါကတော့လေအမှန်တကယ်ဒီအုတ်ချုပ်တဲ့စစ်တပ်ကတမင်တကာကိုမှုေးထားတယ်ပေါ့နော်တမင်တကာကိုကြီးထွားစေခြင်းလို့ကိုသူတို့ဆန္ဒမရှိလို့တရားရုံးကိုအမှုတွေကမရောက်ခဲ့ပါဘူးတပိတော်ရဲ့ဒီတက်တန်းတခြားမှာဆိုလို့ရှိရင်အမုံတရားတွေနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာပေါ်မှာတခြားဘာသာဝင်တွေကဆွဲဆိုတာဖြစ်စေဘာသာဝင်အချင်းချင်းဘယ်ဘာသာဘာသာရေးနဲ့ပတ်သက်ရှောင်ကြတယ်ပေါ့ဗျတရားရုံးကိုအမှုတွေကမရောက်ပါဘူးမရောက်တာမှမှာအဲ မရောက်ပြင်မဲ့လို့သူကဘာသာရေးချင်းချင်းမျှလာပေါ့အပြန်လန်လားဆိုလည်းမဟုတ်ပါဘူးခံရတဲ့ဘက်ကတစ်ဖက်တည်းဖြစ်နေပါတယ်တချို့လုံတဲ့ဘက်ကတစ်ဖက်အများရန်ဖြစ်နေပါတယ်ဒါကနိုင်ငံရေးနဲ့နိုင်ငံရေးရလဲဒါစစ်တပ်ကိုတိုက်ခိုက်တယ်အဲဆိုတဲ့လူတွေရှိပါတယ်အဲရှိရှိပြင်မဲ့လို့တခြားလုံးမှာသူရဲ့လူလူအင်တွေအောက်မှာတောင်းသားဆိုရင်တောင်းပညာရေးပေါ့အဲဒီမိုကရေစီဆိုဒီမိုကရေစီရေးတွေပဲများပါတယ်အဖိနှိတ်ခံဘာသာရေးတွေအတွက်ကြတော့လှုပ်ရှားဆောင်ရွက်မှုတွေဥဆောင်လာတာမတွေ့ရပါဘူး အခုအချိန်မှာဆိုလို့ရှိရင်တော့မျောလင့်ပါတယ်ပြီးတော့အဲဒီလိုမျိုးဘာသာအခုဆိုလို့ရှိရင်အအဓိကအဓိကကဒီဣစ္စလမ်ဘာသာဝင်တွေပေါ်မှာအအမုံတရားများပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရားစွဲဆိုလာဖို့တွေမျောလင့်ပါတယ်ဒီလိုမျိုးတရားစွဲအရေးယူနိုင်မှအဒီအမှုတွေကပပျောက်သွားမယ်လို့ထင်ပါတယ်ဒါအကယ်၍အစိုးရကစစ်ကောင်စီကအဲဘောနော်ဟိုဆန္ဒမရှိဘူးဆိုလို့ရှင်လေပြည်သူချင်းချင်း တတိရှိတဲ့သူကနေပြီးတော့တရားလိုလုပ်ပြီးတော့တရားစွဲပြီးတော့တရားရုံးမှာအမှုတွေအဲတင်ပို့မယ်ဆိုလို့ရှိရင်အခု line ပေါ်မှာပေါ့ပြန့်နှံ့နေတဲ့ဆွဆွဲအဲဒီဟိုပေါ့အဲအမုန်းတရားတွေကအဲရော့နေသွားမယ်လို့တပိတော့ထင်ပါတယ်ဒီမရသတ်ကြီးမှာဆိုလို့ရှိရင်ဟိုတရားစွဲလို့အကောင်းဆုံးပုံမှန်အဲရှိပါတယ်အဲ့ဒါကတော့ရသတ်ကြီးပုံမှန်အဲ153ကကြီးဖြစ်ပါတယ် ါစသက်ကြီးမှာအပြစ်မှုဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီးတော့အခမ်းအနားများစွာရှိတဲ့အထက်မှာအခမ်းရှိမှာဆိုလို့ရှိရင်နိုင်ငံတော်ငြိမ်ဝိရေးကိုဖျက်ဆီးသောပြစ်မှုများဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်ဒီအခမ်းမှာဆိုရင်ပုံမှန်141ကနေပြီးတော့160တိရှိပါတယ်အဲ့ဒီအထက်မှာမှာပုံမှန်တစ်ခုပုံမှန်ပေါင်းအပုံမှန်တွေအားလုံးကတော့အဲဒီငွေဝိပြပြရေးနဲ့ပတ်သက်တဲ့ပုံမှန်တွေဒီပါပဲအဲ့ဒီမှာမှာအထူးသဖြင့်အသင့်တော်ဆုံးပါပေါ့နော် ဒီဘာသာကြီးအမုန်းအမုန်းပွားစီတာနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ပုံမှန်153ပါတီဖြစ်ပါတယ်ခေါင်းစဉ်ကလူမျိုးတစ်ခုနှစ်တစ်ခုရန်ညိုးထားရန်အားပေးခြင်းလို့အမိရပါတယ်အဲအဲ့ဒီအဲ့ဒီအဲ့ဒီပုံမှန်ပါအကျယ်ပုံမှန်ရဲ့အကျယ်ကိုလည်းတပြည့်တော်ဒီနေရာမှာအဲရှင်းလင်းကြပါတယ်အသုံးတဲမတဲ့ကိုနားထောင်တဲ့ဟိုပေးတဲ့ကြီးလဲဟိုဟိုတခါတည်းဆုံးဖြတ်သွားလို့ရအောင်လို့ပါဒီအစတကြီးပုံမှန်153ကကြီးမှာဆိုလို့ရှိရင် မိသူမဆိုးနှုတ်ဖြင့်ဖြစ်စေစာဖြင့်ဖြစ်စေအမှတ်အသားဖြင့်ဖြစ်စေထင်ရှားသောပုံသဏ္ဍာန်ဖြင့်ဖြစ်စေအခြားနည်းဖြင့်ဖြစ်စေပြည်ထောင်စုမြန်မာနိုင်ငံတွင်နေထိုင်သူအမျိုးအစားတစ်ခုနှစ်တစ်ခုရန်ညိုးစိတ်ထားအောင်တော်၎င်းမုံတိစိတ်ထားအောင်တော်၎င်းအပေးအမြောက်ပြုလျင်ဒုတိမဟုတ်ထို့သောအပေးအမြောက်ပြုရန်အားထုတ်လျင်ထိုသူကိုနှစ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်ရက်လုံးဖြစ်စေချမှတ်ရမည်ပြဋ္ဌာန်းထားပါတယ်ဒီပုံမှန်ပြဋ္ဌာန်းရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတွင်မိတင်းနေထိုင်သည့်လူအမျိုးအစားတစ်ခုနှစ်တစ်ခုမုံတီးအောင်ရန်ညှိုးစိတ်ထားအောင်ဖန်တီးခြင်းကိုကာကွယ်ရန်ဖြစ်သည်ဤပုံမှသည် ပုံမှ124ဒက်ကကြီးပုံမှ900လို့နှင်းစင်သည်ပုံမှ124ကကြီးမှာအစိုးရအားမုံတီးအောင်ပြုခြင်းဖြစ်သည်ဤပုံမှမှာလူတစ်မျိုးနှစ်တစ်မျိုးမုံတီးအောင်ပြုခြင်းဖြစ်သည်ပုံမှ900မှာလူတူဦးဤလူတူတယောက်အားမုံတီးအောင်ပြုခြင်းဖြစ်သည်လူတူ သာကိုးပွဲသည့်ဘာသာကိုစော်ကားရန်တန်ရွယ်၍ပြုသည့်ပြုလုပ်မှုအတွေ့ပြဋ္ဌာန်းထားသည့်ပုံမှာ295ဓာတ်ကကြီးနှင့်လည်းစင်တူသည်ဟုဆိုနိုင်မည်ဖြစ်သည်အထောက်ထားအရာဆိုလို့ရှိရင်ဒီပုံမှာနဲ့အကျုံးဝင်ရန်ဒီပုံမှာနဲ့အကျုံးဝင်ရန်အတွက်အောက်ပါအင်္ဂါရက်များရှိရပေမည်၁တရက်ခန့်သည့်ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေထိုင်သူအမျိုးအစားတစ်ခုနှစ်တစ်ခုရန်ညိုးစိတ်ထားအောင်မုံတီးစိတ်ထားအောင်အားပေးအားမြောက်ပြုခြင်းအားပေးအားမြောက်ပြုရန်အားထုတ်ခြင်း၂ ဖိုတိုဗျူတီမှာနှုတ်ပြင့်တော်၎င်းစာပြင့်တော်၎င်းအမှတ်အသားပြင့်တော်၎င်းသင်ရှားသောပုံသဏ္ဍာန်ပြင့်တော်၎င်းအခြားနည်းပြင့်တော်၎င်းဖြစ်ခြင်းလူအမျိုးအစားဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းလင်းထားပါသေးတယ်ဗျအပေးအမြောက်ချင်းခံရသည့်လူအမျိုးအစားသည်တီးခြားလူအမျိုးအစားအဖြစ်ရက်တည်နေသောလူဒန်းစားဖြစ်ရန်လိုသည်အရေးအတွက်အဖြစ်လူအမျိုးအစားတစ်ခုအဖြစ်အတိအမှတ်ပြုလောက်အောင်ရှိရမည်ဖြစ်သည်လူမျိုးတစ်ခုအနေနဲ့ခွဲခြားနိုင်ရမည်ထားဝယ်စဉ်ရက်တည်နေရမည်အရေးအတွက်လည်းများပြားရမည်လက်တဆုပ်စာလူတချို့က ူတစ်မျိုးတစားဖြစ်သည်ဟုဆိုနိုင်မည်မဟုတ်ဘာသာရေးအရတော်၎င်းလူမျိုးအရတော်၎င်းအမျိုးအစားခွဲခြားနိုင်သည်ဥပမာမြန်မာကလဗုဒ္ဓဘာသာခရိယံလုပ်ငန်းရှင်လုပ်သားစသည်တို့ဖြစ်သည်လူအမျိုးအစားတွင် စနစ်နှင့်ပတ်သက်သည့်အခေါ်အဝေါ်ပါဝင်ခြင်းမရှိဥပမာအရင်ရှင်ဆိုသည်မှာစနစ်ကိုရည်ညွှန်းသည် အရင်ရှင်လူရန်သားဟု၍တည်ကြားတတ်မှတ်ရန်ခဲယဉ်ပေသည်အလားတူပင်ကုမ္ပဏီနှင့်ကုမ္ပဏီ၏အစုရှင်တို့သည်၎င်းအလုပ်သမားသည်၎င်း လူအမျိုးလူတစ်မျိုးတစားဟုဖြစ်တည်ဟုမှတ်ယူခြင်းမပြုနိုင်အဘိအမြောက်လူတစ်မျိုးတစားနဲ့တစ်ခုနဲ့တစ်ခုမုံတီးအောင်ရန်ညှိုးစိတ်ထားအောင်ကြံရွယ်၍အဘိအမြောက်ပြုခြင်းသည်ပြစ်မှုမြောက်သည်တနည်းဆိုရသောမုံတီးအောင်မုံတီးစိတ်ရန်ညှိုးစိတ်ထားအောင်ကြံရွယ်၍ပြုသည့်အင်္ဂါရရှိရန်လိုသည်ရင်ကြံရွယ်ချက်ရှိသည်မရှိသည်ဆိုသောပြဿနာမှာတရားခံအတုံးပြုသည့်စကားအတုံးနှုံထို့သို့သောစကားအတုံးအနှုံကိုအတုံးပြုစဉ်ကလူတစ်မျိုးနှင့်တစ်မျိုးတို့အခြေအနေပေါ်ဆုံးဖြတ်ရသည် တရခံပြေးဆိုဟုတရခံပြောဆိုရေးသားသည့်အတုံးနှုံးသည်လူတစ်မျိုးနှင့်တစ်မျိုးမုံတီးအောင်ရံညိုးစိတ်ထားအောင်ရံညိုးစိတ်ဖြစ်ပေါ်စေချောင်းပေါ်လွင်နေပါကတရတရခံသည်ထိုတို့ဖြစ်ပေါ်ရန်ကြံ့ရွယ်ချက်နှင့်ပြုသည်ဟုဆိုရမိတာဖြစ်သည်တရခံဤဟောပြောချက်ရေးသားချက်တစ်ခုလုံးခြုံ၍စဉ်းစားရမည်မိသည့်အကြောင်းအရဟောပြောရသည်ရေးသားရသည်ဟုလည်းကြည်ရန်လိုသည်ဟောပြောချက်ရေးသားချက်တို့မှတစ်ပိုက်နှစ်ပိုက်ကိုသာထုတ်နှုတ်ပြီးစဉ်းစားရမည်မဟုတ်ချေလွတ်လပ်စွာ ဖော်ပြရေးသားခြင်းနဲ့အများပြည်သူတို့ဤငြိမ်ဝေးပြည်ပြားရေးဆိုသည့်အခွင့်အရေးတစ်ခုနှစ်တစ်ခုမျှမျှတတဖြစ်စေရန်ဤရှင်းလင်းချက်ကိုထည့်သွင်းထားခြင်းဖြစ်သည်တို့ပြည်ရာမိမိနဲ့နာချက်လူတူဦးဤချုံရင်ချက်တို့ကိုသဘောရိုးဖြင့်မတမာသောစိတ်ထားမှရှိဘဲဟောပြောခြင်းရေးသားခြင်းသည်ဤရှင်းလင်းချက်အရာပြစ်မှုမမျှဘာသာရေးနဲ့ပတ်သက်ရလေဘာသာဝင်တဦးတီမိမိဘာသာကောင်းကြောင်းနဲ့အခြားဘာသာဤချွေးရင်ချက်များကိုထောက်ပြခွင့်ပြုတော်လဲအခြားဘာသာဝင်လူတစ်မျိုးကိုလူတစ်မျိုးအားမုံတီးအောင်ရံညိုးစိတ်ထားအောင်ဟောပြောရေးသားခွင့်မရှိပေ လူတစ်မျိုးအပေါ်၎င်း၏ချုံရင်ချက်ကိုသဘောရိုးဖြင့်ဝေဖန်ပြောဆိုရေးသားခြင်းသည်ဤပုံမှန်နှင့်ညီစွန်းခြင်းမရှိထို့သောရေးသားပြောဆိုရာ၌တရက်ခန့်တွင်လူမျိုးအချင်းချင်းမုံတီးအောင်ရံညှိုးစိတ်ထားအောင်ကြံရွယ်ချက်ရှိသည်ဟုဆိုနိုင်မည်မဟုတ်ချေဒီပုံမှန်ရဆိုလို့ရှင်ရဲရဲမပိုင်ပါဘူးဗျကနတ်ဦးအပြင်ဝရမ်းထုတ်ပေးနိုင်ပါတယ်အမကံမပေးနိုင်ပါဘူးတေးခွင့်လည်းမရှိပါဘူးပြည်နယ်နဲ့တရားတိုင်းတရားရုံးနဲ့မြို့နယ်တရားရုံးများကစစ်ဆေးစစ်ဆေးစီရင်နိုင်ပါဒီပုံမှန်အရဆိုလို့ချင်းတော့တပည့်တော်တို့နိုင်ငံမှာတော်တော်များများဒီပုံမှန်နဲ့ညီဆွမယ်လို့ ဖြစ်မှာလေဗျ။အဲ့ပါကိုဝင်ဘင်္ဂါလီဆိုတဲ့ဇာတ်ကားတို့ကလားဆိုတဲ့ဇာတ်ကားတို့ပေါ့။အကျံဖက်ဘာသာအကျံဖက်တဲ့ဘာသာတို့အကျံဖက်တဲ့လူမျိုးတို့အဲအကျံဖက်တဲ့အဖွဲ့အစည်းတို့ဆိုပြီးတော့ဒီလိုမျိုးအခြေအမြင့်မရှိဘဲနဲ့အဲဆွဆွဲလို့မရပါဘူး။အဲတက်စင်ကြားဇာတ်ကားလည်းအဲမရပါဘူး။နောက်ကာကွယ်ခုခံပိုင်ခွင့်ဆိုပြီးတော့လည်းဟိုဇက်ကွက်ရဲ့အဝေးတနေရာမှာအဲအထက်ကယုံတစ်ခုဖြစ်တဲ့ဟာကို तू ਆ တဆင့်ကြားစကားနဲ့ကြားပြီးတော့ တကယ်ဖြစ်တယ်မဖြစ်တယ်မသိမသိပဲနဲ့သူ့နဲ့လည်းအနေရအဝေးကြီးပဲကာကွယ်ကုကံပိုင်ခွင့်ဆိုတာကမိမိအကြောင်းချင်းကပြဿနာဖြစ်ပါတယ်။သူကကာကွယ်ကုကံပိုင်ခွင့်အရာလုပ်တယ်လို့ပြောတိုင်းလဲတပည့်တော်တို့ဟိုလက်ခံလို့မရပါဘူး။တရားရုံးရဆိုတကယ်ကိုစိုးရင်ပေါ်ရအကြောင်းရှိလား။သူ့ရဲ့အသက်ကိုတတ်ဖို့ရအတွက်တဟားကင်ပြေးလာတယ်ဆိုတဲ့အနေထားကိုသူကြုံရတာမျိုးမှာကာကွယ်ကုကံပိုင်ခွင့်လို့ခေါ်ပါတယ်။ အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဝေးကြီးပေါ့ဥပမာဟိုရခိုင်ဒေသမှာရိုဟင်ဂျာတွေလူများစွာမွေးဖွားတဲ့ကိစ္စကိုအဲဒါမျိုးသားကြီးကိုထိတိကိုက်နေတယ်လူမျိုးတုံးဖို့မြန်မာတွေအတွက်အဲလုံနေပါတယ်ဆိုတော့ဒါကြောင့်မလို့ကာကွယ်ကုကံပိုင်ခွင့်ဆိုတာလုံးဝမဟုတ်ပါကာကွယ်ကုကံပိုင်ခွင့်အတွင်မှာမကြောက်ရောက်ပါဘူးကာကွယ်ကုကံပိုင်ခွင့်ကိုလိုတာထက်လည်းပိုပြီးတုံးလို့မရပါဘူးကိုကိုတက်ဖို့လာတယ်ဆိုတော့လူတော်မှာပဲကိုကနေပြီးတော့ तू ကကိုမတိုက်ခိုင်းနိုင်လောက်အောင်ပဲတက်ချက်ပဲပြန်လောက်ရပါတယ်မသိမချင်းလောက်တာမျိုးလုံးလို့မရဘူး အဲအဲ့ဒါမှဆိုလဲသူကကွယ်ခုခံပိုင်ကိုလိုရတဲ့ပုံတုံးလို့ဆိုပြီးပြစ်မှုကျွန်းလာရောက်ပါတယ်။ဒီဟာတွေကတရားရုံးရောက်ခဲ့လို့ရှိရင်တော့တရားလိုဖို့သူရဲကောင်းလိုနေပါတယ်ဗျာ။တပီတော်တို့နိုင်ငံမှာအဲဒီအစ္စလမ်ဘာသာဝင်တွေအတွက်အထူးသဖြင့်ပေါ့နော်အဖိနိကန်အဆုံးဆိုရင်တော့တကယ်တပီတော်ထောက်ပြပါရစေ။အဲအစ္စလမ်ဘာသာဝင်တွေအတွက်အဲသူတော်ကောင်းသူရဲကောင်းပေါ့နော်သူရဲကောင်းပေါ်ပေါ်ထွန်းလာဖို့ရဲ့အဲစစ်ကောင်စီကရောတကယ်ပြောင်းလဲပြီလားပေါ့နော်။သူတို့လုတ်ခဲ့တဲ့အမားတွေရှိတယ်။အခုရှေ့လျှောက်ပြီးတော့ပြုပြင်တော့မလားဆိုတာကတော့ဒါတကယ်တရားစွဲတဲ့လူပေါ်ပေါ်လာခဲ့လို့ရှိရင်တရားရုံးတွေကလက်ခံလာရဲ့စစ်ကောင်စီဘာလုပ်လဲကြည့်ရမှာပေါ့နော်။ ကျေးဇူးတင်ပါတယ်ဥပဒေကြောင်းအရာကိုကြာကြာနဲ့နာရှင်းလင်းသွားတဲ့အခါမှာစောစောဆရာမပြောခဲ့သလိုပဲဒီပြစ်မှုတွေပြစ်ဒဏ်တွေနဲ့တည်တည်ချာချာပြန်စစ်စစ်ကြည့်တဲ့အခါမှာအဲတစ်ဖက်ကမဘာသားတွေပြောဆိုနေတဲ့အကြောင်းအရာတွေရောစစ်ကောင်စီဒီနေ့လုပ်နေတဲ့အကြောင်းအရာတွေပေါ့နော်ပြောဆိုနေတဲ့အကြောင်းအရာတွေလုံဆောင်နေတဲ့အကြောင်းအရာတွေအားလုံးကအဲ ပုံမှန်တစ်ထောင်ရှိရင်တစ်ထောင်လုံးတော့ညိမယ်အနေထားမျိုးရှိနေတာတွေတွေ့မြင်ရပါတယ်ဆရာမကြီးဟုတ်ကဲ့ပါအခုလိုပြည့်ပြည့်စုံစုံဆွေးနွေးပေးတဲ့အတွက်ဆရာမဒေါ်တင်သာမြတ်ကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာ